မန္တလေးမြို့မှာစစ်ကောင်စီရွေးကောက်ပွဲအတွက်မဲစင်းရင်တွေစကတ်ထားပေမဲ့လာကြည့်သူမရှိဘူးလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီကဒီမနက်ပိုင်းမှာစပြီးမန္တလေးမြို့ကရက်ကွက်ရုံတွေမှာမဲပေးနိုင်တဲ့စင်းရင်တွေကိုဘလက်ဘုတ်တွေနဲ့ကတ်ထားပေမဲ့လာကြည့်တဲ့သူလုံးဝမရှိဘူးလို့မြို့ကန်တွေကပြောပါတယ်စစ်ကောင်စီဟာစက်တင်ဘာ29ရက်မနေ့ညကလေးကမနက်ဖြန်မဲစင်းရင်လာကြည့်ကြဖို့ကားတွေနဲ့လိုက်អော်ခဲ့ပေမဲ့လာကြည့်သူမရှိဘူးဆိုပြီးမြို့ကန်တွေကပြောပြတာပါချိုင်းဧသာဇံမြို့နယ်မှာနေတဲ့မျိုးသမီးတူဦးကလည်း မနေ့ညပိုင်းကလက်နက်တွေနဲ့စစ်သားတွေလိုက်ပါပြီးခွေးဘလူးကားနဲ့လိုက်អော်တာမဲဆဲရဲလာကြည့်ဖို့စော်ဩခဲ့တယ်လို့ပြောပါတယ်မနေ့ကလည်းမဟာအောင်မြင်မြို့နယ်မဟာမြိုင်နှစ်ရွက်66လမ်းတလျှောက်မှာစစ်ကောင်စီရွေးကောက်ပွဲနဲ့ပတ်သက်လို့လိုက်လံကြေညာနေတဲ့ပြူစောတိကကကားလမ်းပိတ်လို့ဆိုပြီးလမ်းပေါ်ကပြည်သူတွေကိုဆဲဆိုသွားခဲ့ပါတယ်အဲ့ဒီဆဲဆိုတန်းကြောင်အင်တွေတွေကပြည်သူတွေပါလမ်းပေါ်ထွက်ကြည့်ကြပြီးပြူစောတိဆိုသူကလည်းတနက်ပြပြီးဆက်လက်ဆဲဆိုသွားတယ်လို့ဒေသခံတွေကပြောပြတာပါ မဲဆရင်ကတ်ထားခြင်းစစ်ကောင်စီရဲ့အုပ်ချုပ်ရေးမှုနဲ့စဲအိမ်ကောင်းရာအိမ်ကောင်းတွေကလည်းစောင့်ကြံနေခဲ့တယ်လို့မြို့ကန်တွေကပြောပါတယ်။အရက်သားအစိုးရလက်ထက်2020ခုနှစ်ကလုပ်ခဲ့တဲ့ရွေးကောက်ပွဲအတွက်မဲဆင်းကိုဆိုရင်ပြည်သူတွေကတက်တက်ကြွကြွနဲ့မဲဆရင်လာကြည့်ခဲ့ပြီးမဲဆရင်မှာမပါရင်တောင်ပုံစံလေးကငင်းနဲ့ရှောက်ထားခဲ့ကြတယ်လို့သိရပါတယ်။ဒေါ်လာရေးအင်အားစုတွေကလည်းစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့တိုက်တွန်းထားပါတယ်ရှင်။